ာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့ဇွန်လ30ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘဟုကော်မတီနဲ့ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့သတင်း။ အချမ်းပတ်စစ်တပ်ကကြောင်မဲမျိုးကိုလေချောင်းကဘုံကျဲတိုက်ခိုက်မှုတောက်လျှောက်ပြုလုပ်နေတဲ့တဲ့တင်အချမ်းပတ်စစ်တပ်ရဲ့မုံရွာမျိုးနယ်ကနမခခကိုရော့ကတ်ဆယ်လုံးပစ်ခတ်တိုက်ခိုက်ရာအချမ်းပတ်စစ်သားအများပြားတေဆုံးနေတဲ့တင်အချမ်းပတ်စစ်တပ်နဲ့ပြူစောတိတွေပူးပေါင်းပြီးညောင်ဦးမျိုးနယ်အတွင်စစ်ကြောင်းထိုးနေလို့ဒေသခံပြည်သူတပေါင်းကျော်စစ်ဘေးရှောင်နေရတဲ့တဲ့တင်ဘိတ်ခရိုင်မှာအချမ်းဖတ်စစ်တပ်နဲ့ PDF တို့အကြားဇွန်လအတွင်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာအချမ်းဖတ်စစ်သား၃ဦးသေတဲ့တဲ့ ငဖဲမျိုးနယ်ကထွက်ပြေးလာတဲ့အကျန်းဖတ်စစ်သားတယောက်ကိုမင်းဘူး PDF ကဖမ်းဆီးတဲ့တဲ့င်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်။ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီနဲ့ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီနဲ့ ပဲခူးတိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွစ်ဆုံဆွေးနွေးပွဲအစည်းအဝေး6မြင်းဆောင်2025ကိုဇွန်လ29ရက်နေ့ကမနက်10:00နာရီအချိန်မှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီအတွင်းရေးမှုအဖွဲ့ဝင်စီမံကိန်းဗန္ဒာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။အရင်နောက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကအုပ်ချုပ်ရေးဆိုင်ရာပေါင်းဆက်လုပ်ငန်းများနဲ့ပတ်သက်တဲ့သိရှိလိုရာများကိုဆွေးနွေးခဲ့ကြရာ ဝင်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူတွေကပြန်လည်ဖြေကြားခဲ့ပါတယ်။အဆိုပါတွဲဆုံပွဲကိုအမြဲတမ်းအတွင်းဝင်များဒုတိယအတွင်းဝင်များတွဲဖက်အတွင်းဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့ပဲခူးတိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ထရေးနှင့်လူဝေမှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အကြံဖတ်စစ်တပ်ကကြောင်မဲမျိုးကိုလေကြောင်းကဘုံကျဲတိုက်ခိုက်မှုတောက်လျှောက်ပြုလုပ်နေတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။တန်အံပြည်တမဟာနှင့်နေမြေကြောင်မဲမျိုးကိုအကြံဖတ်စစ်တပ်က လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတောက်လျှောက်ပြုလုပ်နေတယ်လို့တန်တက်မတော် TNL ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။အကြံဖတ်စစ်တပ်ကဇွန်လ29ရက်နေ့ကမွန်းလွဲ2နာရီ33မိနစ်အချိန်မှာကြောင်မဲမျိုးရက်ကွက်တစ်ကို Jet Fighter နဲ့ပေါင်250ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုကြောင့်ပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူနေအိမ်10လုံးထိမှန်ပျက်စီးခဲ့တယ်လို့ TNL ကပြောပါဗျ။ ဒါအပြင်အကြံဖတ်စစ်တပ်ကဇွန်လ29ရက်နေ့ည8:58နာရီအချိန်မှာလဲကြောက်မဲမျိုးကိုဘုံ6လုံးနဲ့ထပ်မံကျဲချတိုက်ခိုက်ခဲ့ပါတယ်။အကြံဖတ်စစ်တပ်ကဇွန်လ24ရက်နေ့26ရက်နေ့တွေမှာလဲကြောက်မဲမျိုးအတွင်းကိုလေကြောင်းကနေဘုံ၄လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ9ဦးသေဆုံးခဲ့ပြီးကလေးငယ်2ဦးအပါအဝင်16ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင်ပြည်သူနေအိမ်52လုံးနဲ့စာတင်ကျောင်း2ကျောင်းထိမှန်ပျက်စီးခဲ့ရတာပါ။ ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်မှုအတွက်စည်ရေးတတိအမြဲရှိဖို့လိုအပ်ပြီးလေချောင်းရံမှကာကွယ်နိုင်မှုအတွက်လေချောင်းရံကာကွယ်ဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ TNL ကအသိပေးထုတ်ပြန်ထားပါတယ်။အကျံဖတ်စစ်တပ်ရဲ့မုံရွာမြို့နယ်ကနာမခခုရော့ကတ်စေလုံးပစ်ခတ်တိုက်ခတ်ရာအကျံဖတ်စစ်သားအများပြားတေဆုံးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့နယ်အခြေစိုက်အကျံဖတ်စစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခခု short tight rocket ဒုံးဆက်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားနဲ့ရင်းတို့မိသားစုဝင်များအပါအဝင်လူ22ဦးသေဆုံးသွားတယ်လို့ချင်းတွင်း rocket brother အဖွဲ့ကပြောပါတယ်။ရန်သူရဲ့နမကဌာနချုပ်ကိုဇွန်လ28ရက်ညနေ9:30မိနစ်30အချိန်ခန့်မှာချင်းတွင်း rocket brother က6ကြိမ်မြောက်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုကြောင့်အရာရှိ2ဦးစစ်သည်12ဦးအရာရှိဇနီး4ဦးတို့သေဆုံးတဲ့အပြင်စစ်တမ်းရုံတွင်စီကိုတောင်ပောက်ကွဲကတပ်နှလုံးပျက်စီးခဲ့ပြီး စကန်းယုံနဲ့ရိခါကူတော်တွဲမီးလောင်ပစ္စည်းကဝန်ထမ်းလိုင်းကမ်းပစ္စည်းခဲ့တဲ့အပြင်အရာရှိရိတ်သားမှရတားတဲ့အိမ်စည်းကားနှစ်စီးလည်းမီးလောင်ပစ္စည်းခဲ့တယ်လို့ဆိုပါရယ်။ရှော့တိုက်တုံးထိမှန်မှုကြောင့်ပြင်းထန်တဲ့အရာရှိကအရေးပေါ်တက်ဆေးုံကိုအရာရှိ၄ဦးစစ်တီ15ဦးနဲ့အခြား2ဦးကိုညနေ6နာရီမှာပို့ဆောင်ခဲ့ရာဇွန်လ28ရက်နေ့မှာအရာရှိ2ဦးစစ်တီ2ဦးအခြား2ဦးတို့ထပ်မံတည်ဆုံခဲ့ပါရယ်။အထက်ပါတည်ဆုံသွားသူများကိုဇွန်လ29ရက်နေ့ကနမခစစ်တင်းချိုင်းနဲ့အလုံမြို့တရဏဂုံတင်းချိုင်းတွေမှာနာရေးများပြုလုပ်ခဲ့တယ်လို့ပြောပါရယ်။ ဒီတိုက်ခိုက်မှုကို Children Rocket ညီနောင်မှဦးဆောင်ပြီးမဟာမိတ်တွေဖြစ်တဲ့ချိုမိုင်မိုင်ကနီနဲ့ Anonymous Hero Children Brother တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ဒါ့အပြင်လေကြောင်းရံနဲ့စီရေးသတင်းတွေကိုပေးပို့နေတဲ့အထက်ပမာပြည် Air Defense Force and Civil အဖွဲ့ကိုကျေးဇူးတင်တယ်လို့ Children Rocket Brother ကအတိပေးထုတ်ပြန်ထားပါဗျ။ကျမ်းပတ်စစ်တပ်နဲ့ပြူစောတိတွေပူးပေါင်းပြီးညောင်ဦးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေလို့ဒေသခံပြည်သူတပေါင်းကျော်စစ်ဘေးရှောင်နေရတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းညောင်ဦးမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်နဲ့ပြူစောတိတွေပူအောင်ပြီးစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံပြည်သူတပေါင်းကျော်စစ်ဘေးရှောင်နေရတယ်လို့ပုဂံညောင်ဦးမြို့နယ်ပကဖရဲဘော်တူတာက PVTV ကိုပြောပါရယ်စစ်ကြောင်းထိုးကရော်ရီတဲကပစ္စည်းတွေကိုခိုးယူပြီးမီးရှို့နေတာအခုပြည်သူတွေစစ်ရှောင်နေရတာပါတပေါင်းကျော်စစ်ရှောင်နေရတယ်လို့ပုဂံညောင်ဦးမြို့နယ်ပကဖရဲဘော်တူတာကပြောပါရယ်အကြမ်းဖက်စစ်တပ်ကဇွန်လ23ရက်နေ့ကစတင်ကစစ်ကြောင်းထိုးနေတာဖြစ်ပြီး အဲ့ဒီနေ့မှာစစ်ကြောင်း၂ကြောင်းနဲ့ဇွန်လ24ရက်နေ့မှာစစ်ကြောင်း၄ကြောင်းအထိထိုးပြီးတော့ JR တွေတဲကပစ္စည်းတွေအကုန်လုံးကိုယူဆောင်နေတာပါပစ္စည်းတွေယူသွားတဲ့အပြင်ဝက်ချက်ကအစဘာတစ်ခုမှမကြံဘူးအကုန်ခိုးယူနေတာတန်ချက်ကကားနှစ်စီးနဲ့ပြူတွေအကုန်ပဲစစ်ကြောင်းက80 80နဲ့ထိုးတာလို့ရဲဘော်တူတာကပြောပါတယ်အကြမ်းဖက်စစ်ကြောင်းကြောင့် JR ပေါင်း20ခန့်ကဒေသခံပြည်သူ1000ကျော်အထိစစ်ဘေးရှောင်နေရတာပါအကြမ်းဖက်စစ်ကြောင်းထဲမှာညောင်ဦး ကပြူစောတိတွေအများပြားပေါဝင်နေဆိုတာနဲ့စစ်ကြောင်းတစ်လျှောက်မှာလူငယ်တွေကိုတွေ့ရှိရင်ဖမ်းဆီးတာပေါ်တာဆဲတာတွေပြုလုပ်နေတယ်လို့သိရပါဗျ။ဒါအပြင်အကြံဖတ်စစ်တပ်ကညောင်ဦးမြို့အတွင်းကလူငယ်တော်တော်များများကိုပေါ်တာဆွဲနေတဲ့အတွက်လူငယ်တွေအနေနဲ့အထူးဂရုစိုက်နေကြဖို့အတွက်လည်းပကံညောင်ဦးမြို့နယ်ပကဖကအသိပေးထားပါဗျ။ရန်ကြီးအောင်ပကံညောင်ဦးမြို့နယ်ပကဖအနေနဲ့ပြည်သူတွေကိုဒုက္ခပေးနေတဲ့သူတွေကိုထိထိရောက်ရောက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်းအတိအပြီးပြောကြားထားပါဗျာ။ ဘိတ်ခရိုင်မှာအကြမ်းဖက်စစ်တပ်နဲ့ PDF တို့အကြားဇွန်လအတွင်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာအကြမ်းဖက်စစ်သား၃ဦးသေတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းဘိတ်ခရိုင်မှာအကြမ်းဖက်စစ်တပ်နဲ့ PDF တို့အကြားဇွန်လအတွင်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာအကြမ်းဖက်စစ်သား၃ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဘိတ်ခရိုင်တရင်၃ရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကိုချန်းက PPTV ကိုပြောပါရယ်။လက်ရှိအခြေအနေမှာအကြမ်းဖက်စစ်တပ်ကလည်းစစ်အင်အားဖြည့်တင်းနေတယ်လို့ PDF တွေဘက်ကလည်းကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါရယ်။ စကားစဘက်ကတော့အင်အားဖြစ်တင်းနေတယ်လို့သတင်းရထားပါတယ်။ကျွန်တော်တို့ဘက်ကလည်းကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေပါတယ်လို့ရဲဘော်ကိုချန်းကပြောပါတယ်။ဘိတ်ခရိုင်6နှစ်ပေါက်ကြေးရွာအနီးမှာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မွန်လွယ်12နာရီအချိန်မှာအကြမ်းဖက်စစ်တပ်နဲ့ဘိတ်ခရိုင်တရင်သုံးတို့အကြားမိနစ်30ခန့်အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်က2ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ညောင်မင်ကွင်းကျေးရွာအခြေစိုက်အကြံဖတ်စစ်တပ်ရဲ့ခမရ961တရင်အနီးမှာဇွန်လ16ရက်နေ့မွန်လွယ်3နာရီခန့်မှာအကြံဖတ်စစ်တပ်နဲ့2နာရီကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ရဲဘော်ကူချန်းကပြောပါရယ်တိုက်ပွဲအတွင်းအကြံဖတ်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီးဘေးကိရင်တရင်သုံးဘက်ကလည်းလက်နက်ငယ်အပြင်40မမဘုံသီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါရယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြံဖတ်စစ်တပ်ဘက်ကတအူးတေဆုံးပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပါရယ်။ အဆိုပါတိုက်ပွဲအတွင်းဘေးကရိုင်တပ်ရင်း၃ဘက်ကအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။တနင်္သာရီမြို့နယ်တွေကကြေးရွာတော်တော်များများကိုတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေနဲ့ပူးပေါင်းပြီးထိန်းချုပ်ထားတယ်လို့လည်းဘေးကရိုင်တပ်ရင်း၃ကပြောပါဗျ။ငပေးမျိုးနယ်ကထွက်ပြေးလာတဲ့အကြမ်းဖက်စစ်သားတယောက်ကိုမင်းဘူး PDF ကဖမ်းဆီးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းငဖဲမြို့နယ်အကျန်းဖတ်စစ်ကောင်စီရဲ့နယ်ရီကန်တာဝါတိုင်းစကန်ကုန်းကထွက်ပြေးလာတဲ့ရန်သူစစ်သားတအူးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မင်းမှုခရိုင်အမှတ်6တပ်ရင်းကဖမ်းဆီးရမိတယ်လို့သိရပါဗျ။နယ်ရီကန်တာဝါတိုင်းစကန်ကုန်းကထွက်ပြေးလာတဲ့အကျန်းဖတ်စစ်သားကိုမင်းမှုမြို့နယ်တနေရာမှာဇွန်လ28ရက်နေ့ကဖမ်းဆီးလိုက်တာပါ။အကျန်းဖတ်စစ်ကောင်စီထံမှတာဝန်မထမ်းဆောင်ကျင်တဲ့စစ်သားတွေဟာမင်းမှုခရိုင်အမှတ်6တပ်ရင်းကိုဆက်သွယ်ပြီးအလင်းဝင်ရောက်နေတယ်လို့လည်းအသိပေးထားပါဗျ။ ဗတ်ပြောင်းခိုလုံလာသူအများစုမှာအကျန်းဖတ်စစ်တပ်ရဲ့ပေါ်တာဆွဲတာကိုခံရပြီးအထမစစ်သားစုဆောင်းခံထားရတဲ့လူငယ်တွေအများဆုံးပေါဝင်တယ်လို့ဆိုပါရယ်။ထပ်မံအလင်းဝင်လို့တဲ့အကျန်းဖတ်စစ်ကောင်စီတပ်သားတွေအနေနဲ့မင်းမှုခရိုင်တရင်6ကိုအချိန်မရွေးဆက်သွယ်နိုင်ပြီးလက်နက်ခဲယမ်းယူဆောင်လာပါကတံပိုးအလိုက်ထိုက်တန်စွာစုကြီးချိမြင့်သွားမယ်လို့အသိပေးထုတ်ပြန်ထားပါရယ်။ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ပြတ်ချေမုံကြီးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်မှာပြည်သူအာမန်တပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်တပိတ်ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။စကိုင်းတိုင်းရင်းမပင်မြို့နယ်ကအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗျာ ဇာနာပြတော်လန်ပြည်သူတွေကအောင်လန်လွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဇာနာပြချီတက်ခဲ့ကြတာပါရင်းမပင်မြို့နယ်မှာရင်းမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအကြံဖတ်စစ်တပ်ကြာရှုံးရေးဇာနာပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်ဇာနာပြတော်လန်ပြည်သူတွေကရင်းမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ စကိုင်းတိုင်းရင်းမာပင်မြို့နယ်ကနောက်ပြန်မလှည့်ကြီးဒီတော်လန်ရေးလူမှုသပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြသပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗျ။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြန်မလှည့်ကြီးဒီတော်လန်ရေးလူမှုသပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြကြီးတက်ခဲ့ကြတာပါ။ဆန္ဒပြတော်လန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြသပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ဒါကတော့ဇွန်လ30ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွယ်ကနေကင်းဝေးနိုင်ကြပါစီခင်ဗျာ။